အော်ကုန်ချမ်းတွေကတော့တကယ်ကိုကိုမြင်တွေ့နေတဲ့အကြောင်းအရာတွေပါပဲကိုပတ်ဝန်းကျင်ကအကြောင်းအရာတွေအဖြစ်ပြက်တွေပေါ့နော်ကိုကိုသင်ခန်းစာပေးသလိုကိုကသူများကိုဟိုသင်ခန်းစာယူစေခြင်းနဲ့ဟာမျိုးတွေကြိုက်ထည့်ပြီးရေးပြတာပေါ့နော်ဒီလားစုတွေတရားဝင်အထုပ်ပတိကိုဖိတ်မိဖို့တွေပါလေရှိအဲ့လိုတော့မရှိပါဘူးညီမလေးအထုပ်ပတိရေးရဲဆိုတာအင်မတန်ဟိုဟာများတယ်လေအန်တီအများတယ်လေနော် ရင်းမယ်ကဟိုငါဆရာဦးဟိလက်ကနေတစင်ရင်းမယ်ကိုသိတာပေါ့နော်ဆိုတော့ရင်းမယ်ကိုသိတဲ့အချိန်မှာ तू ကဘယ်လိုမျိုးလေးတွေလောက်လဲဆိုတော့ မတို့မြန်မာစာမြန်မာစကားပေါ့နော်အဲ့ဒီအတွက်ကိုဟိုလိုအပ်တဲ့ဟိုတထောင်တစ်နေရနေပြီးတော့အရန်အသုံးဝင်တဲ့ platform တစ်ခုပေါ့ဥပမာအာဘာသာပြန်သင်တန်းနေရှိတယ်အာ script writer ပေါ့နော်တော့ဟိုအဖြစ်အသက်ဝင်တဲ့လူတွေဒီပေါ့နော်အဲ့လိုမျိုးဒီဇာညွန်သင်တန်းနေရှိမယ်နောက်တစ်ခါကျတော့ခလေးလေးတွေအတွက်လည်းငါးကဘာလုံးကနေပြီးတော့ပေါ့နော်ဒီမြန်မာစာမြန်မာစကားကိုအဲ့လိုသင်ကြားပေးနိုင်တယ်ပေါ့နော်ဆိုတော့သူအရန်ဟိုကောင်းတယ်ပေါ့နော်ဆိုတော့အခုဆိုရင်ခုနှစ်တောင်ပြည့်လာပြီဆိုတော့ဒီမှာကဟို ူတဲ့ဝမ်းမြောက်တဲ့အကြောင်းလေးပူရီတာစကားလေးပြောပြဖို့ပေါ့နော်ဒီညီမလေးစောင့်နေဖြူတာပေါ့ဖောင်ဖောင်တာပေါ့နော်ဒီဖောင်တာစောင့်နေပြရတယ်ပြီးတော့အကူညီတောင်းတာနဲ့အမအဲ့ဒါလေးပြောပြဖို့ပေါ့နော်ပြောပြဖို့ဒီပွဲလေးတက်ဖြစ်တာပါရှင်မမတို့လည်းငယ်ရာကနေကြီးလာတာပေါ့နော်ဆိုတော့တော်တော်များများမှာဝါသနာလေးရှိရပေါ့နော်အော်ငါစာရေးဆရာဖြစ်ချင်တယ်လို့ငါကဗျာဆရာဖြစ်ချင်တယ်လို့ဟိုကစညွှန်းရေးတာနဲ့အတ္တမဝန်းကြောင်းပြုချင်တယ်လို့ အဲ့လိုမျိုးလေးတွေပေါ့နော်လူတွေမှာဟိုမျောလင်းချက်ကလေးတွေရှိရဝါသနာလေးတွေရှိရပေါ့။ဒါလေးတွေကိုဝါသနာရှင်အဆင့်ကနေပညာရှင်အဆင့်ကိုဟိုတက်လှမ်းဖို့ဆိုတာမှာကြတော့ပညာရက်ဆိုတာအရေးကြီးရအောင်ဆိုတော့တချို့ပညာရက်ကကြတော့ဟိုသင်ကြားပေးမှရတာပေါ့။ဆိုတော့ကိုယ့်ရဲ့ဝါသနာရဲ့သင်ကြားပေးမဲ့ပညာရဲ့နောက်တစ်ခုကကြတော့တက်နဲ့ပေါ့နော်။ဒီနီးလန်းလေးတွေသိဖို့ဆိုတာအရေးကြီးအရေးကြီးရဒါမှသာ professional တယောက်အဖြစ်ရည်တည်နိုင်မှာပေါ့။ဆိုတော့အတွက်ကြောင့်မလို့တကယ်ကို ရေးမဲ့ကရည်ရွယ်ချက်ကောင်း ောင်းတယ်ပေါ့နော်ဆိုတော့ဒီရွက်ချက်ကောင်းတယ်တကယ်ဝါသနာရှင်လေးတွေကနေပြီးတော့တကယ် career life မှာကောင်းကောင်းမွန်မွန်ရက်တည်ရှောင်လန်းနိုင်မဲ့ပညာရှင်လေးတွေထွက်ပေါ်လာအောင်ရေတောင်ပျောက်ပေးနိုင်တဲ့အတွက်ပေါ့နော်မားကတော့အရန်သဘောကျအမှန်တကယ်တော့မားကကိုယ်ခံစားချက်ကလေးတွေရိုးရိုးလေးတွေပဲရေးတာပါဟိုကိုကိုကိုစားရစရာတယောက်လုံးခံယူဖို့လည်းမဝင်ရဲပါအောင်ပေါ့နော်ဟိုအခုလည်းအခုထိလည်း ဟိုမဝင်ရဲသေးဘူးစူးစားဆဲပဲပေါ့နော်လေးလာဆဲစူးစားဆဲပေါ့အော်ကုန်ချမ်းတွေကတော့တကယ်ကိုကိုမြင်တွေ့နေတဲ့အကြောင်းအရာတွေပါပဲကိုပတ်ဝန်းကျင်ကအကြောင်းအရာတွေဖြစ်ပျက်တွေပေါ့နော် ကိုကိုသင်္ကန်းစာပေးတယ်လို့ကိုကသူများကိုဟိုသင်္ကန်းစာယူစေခြင်းနဲ့ဟာမျိုးတွေကြိုက်ထည့်ပြီးရေးပြတာပေါ့နော်အခုလက်ရှိမှာတော့မအနေနဲ့ဟိုဘယ်လိုပြောမလဲနော်စိတ်ထဲမှာခံစားမိတဲ့အကြောင်းအရာလေးကကြောင့်ပါလဲဆိုတော့အရာရာမမြဲဘူးနေမြညာပြောက်အချိန်တိုင်းပြောင်းလဲသွားနိုင်တယ် ဆိုတော့အတွေးလေးကကိုယ့်စီကိုမကြခဏရိုက်ခတ်တယ်ပေါ့နော်ဒီအချိန်မှာဘာကိုသင်ခန်းစာယူပြီးတော့ဘလိုလေးတွေပြုပြင်နေထိုင်သင့်လဲလို့ဟိုမေးတဲ့မေးခွန်းလေးကိုဖြေရမယ်ဆိုရင်အခုပတ်ဝန်းကျင်မှာဖြစ်ပျက်သွားတဲ့အဖြစ်ပျက်တွေအနေပြီးတော့အမအနေနဲ့သင်ခန်းစာယူစီချင်တာကတော့အရာရာတိုင်းကိုမိနစ်တိုင်းစက္ကန့်တိုင်းကိုတန်ဖိုးထားပါကိုရှိနေတဲ့အချိန်လေးတွေကိုပေါ့နော် enjoy လုပ်ပါကိုပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုချစ်ချင်းမြတ်တာမျှဝေပါ နောင်တမကြံမကြံစေတာကောင်းတယ်ပေါ့နော်ဆိုတော့ကိုနောင်တရမယ့်အကြောင်းအရာတွေကိုမလုံမိတာကောင်းပါတယ်ဒါလေးတွေတော့ဥမာအနေနဲ့သင်ခန်းစာဟို ရတယ်ပေါ့ကိုကိုတိုင်လည်းသင်ခန်းစာရတယ်။အော်ဒီချိန်မှာတော့ဟိုလူတိုင်းအနည်းနဲ့အများပေါ့နော်ဖြစ်ကြပါတယ်။ဟိုကိုမဖြစ်တယ်လို့ခံစားပါနဲ့။ပြီးရတဲ့သူရောဝေးတဲ့သူရောအားလုံးဟာဟိုအနည်းနဲ့အများပေါ့ဝမ်းနည်းမှုတွေမပျော်ရွှင်မှုတွေဒါတွေကခံစားနေကြရတဲ့သူတွေများပါတယ်ပေါ့နော်။ဆိုတော့ဟိုခေါင်းဖြစ်အောင်ပြောရပြောစရာရလို့မဟုတ်ပေမဲ့ပေါ့နော်။အမအနေနဲ့အကြံပေးချင်တာကတော့ကိုယ့်ရဲ့ဝမ်းနည်းတဲ့ စိတ်တွေပေါ်လာတာပဲဖြစ်ဖြစ်ပျော်ရွှင်တဲ့စိတ်တွေပေါ်လာတာဖြစ်ဖြစ် drama cycle မှာလဲမနေပဲနဲ့ကိုယ့်ရဲ့စိတ်ကိုပြောင်းလိုက်ပါဦးပြန်ပြီးတော့ပြောင်းလိုက်ပါဟိုဝမ်းနေတဲ့ဟာတွေကိုပို့ပို့ပြီးဝမ်းနေအောင်ဟိုမပျော်တဲ့ဟာတွေကိုပို့ပို့ပြီးတော့အရာထည့်ပြီးတော့ဟိုတည်ရမလားပုံကြီးမချဲ့ပဲနဲ့ပေါ့နော်ဟိုအစဉ်ပြေရဲဆိုတော့စိတ်မျိုးလေးပေါ့ကိုကိုကိုပဲ ပြန်ပြီး motivate ပေးနိုင်မှာပေါ့နော်။ဘာကြောင့်လဲဆိုတော့အားလုံးကကိုကိုယ်တိုင်လုံးမရမှာပေါ့နော်။ဆိုတော့လဲကြမနေပဲနဲ့တတဲဆကြတခုခုထပြီးတော့လုပ်ပါပြီးတော့ဟိုအချိန်မစွဲပါနဲ့။မြန်မြန်ဆန်ဆန်ကိုယ့်ရဲ့ aim ကလေးတွေမျှော်လင့်ချက်ကလေးတွေရှိရင်မြန်မြန်ဆန်ဆန်အကောင့်ထဲပို့ပါလို့မာတော့အပြည့်ချက်နဲ့ပေါ့နော်။ဒီလိုတော့မရှိပါဘူးညီမလေးအထုပ်ပတိရေးရဲဆိုအင်မတန်ဟိုအများရတယ်လေအန်တီရများရတယ်လေနော်ဟုတ်ကဲ့ပါ မှာအဲ့လိုရင်းနေတော့ဒါကိုမြင်လေရတယ်ဒါဆိုရင်လည်းအကြီးအကျယ်ပြီးတော့လို့ပေါ်လာပြီးရှင်းပြီးတော့ထူးခြားတာမြင်ပြောင်းပြီးတော့ရှင်းလိုက်ရတာဒါကြီးတော့တိုင်တိုင်းကျွန်တော်အဲ့ဟာမျိုးရောရှိတာပေါ့နော်ရှိရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုကိုကဘု து ့ကြောင့်ရေးပါတယ်လို့တော့ပြောလို့မမြင်ရတာလေနော်ဆိုတော့ဒီလိုဒီလိုလေးတွေပေါ့ပါခဲ့ဘူးရောစက်တာပေါ့နော်အင်ပါခဲ့ဘူးတာပေါ့ပါခဲ့ဘူးတာဒီကနေ့ကတော့ရေးမယ်ဘယ်လိုအကြောင်းအရာမျိုးလဲဒီမှာ motivation ဒီလိုဆိုတော့ဘောကဘယ်လိုမျိုးလေးနေလဲဘယ်လိုမျိုးလေးနေလဲကျော်ချီကြီးယူစရာဖြစ်ရစီလို့မှာ 妙妙吧，没可能。 အရေးကြီးတာတော့ကိုရင်းနေတဲ့အကြောင်းအရာနဲ့တိုက်ဆိုင်သွားဖို့ပေါ့နော် ကိုရင်းနေတဲ့ခေါင်းစဉ်အောက်မှာနှွယ်လာတဲ့ဥပမာပေးစရာမျိုးလေးတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအဲ့လိုအနေထားမျိုးလေးတွေမှာတော့မိသားစုဝင်မှမဟုတ်ဘူးဆွေမျိုးတွေပါမယ်တကယ်ချင်းလည်းပါမယ်ကိုကြားဘူးတဲ့သူတွေလည်းပါမယ်ကိုကိုချစ်ခင်ပြီးစကားလာပြောကြတဲ့သူတွေရဲ့အကြောင်းအရာလေးတွေလည်းပါတယ်အကြောင်းအရာကတော့အစုံပဲပေါ့နော်အခုခေတ်ကတော့ပေါ့နော်ဟိုဆိုရှယ်မီဒီယာအားကောင်းလာတာဟုတ်ဆိုဆိုရှယ်မီဒီယာအားကောင်းလာတော့လူငယ်တွေကဖုန်းနဲ့ပို့ပြီးတော့အချိန်ကုန်လာ တော့များတာပေါ့နော်ဟိုစာဖတ်တာတော့အားနေတာပေါ့မမတို့ခင်တော့ကတော့ဟိုစာဖတ်ခြင်းကိုကကိုယ့်အတွက်ဟိုတခုတည်းသောရွေးစရာလိုမျိုးဖြစ်တယ်ပေါ့နော်မမတို့ငငယ်တော့ဒီရုပ်မြင်သံကြားတွေလည်းတိတ်မကြည့်ဖြစ်ဘူးကိုရီးယားကားတွေဘာရဲ့လွှမ်းမိုးမှုတွေလည်းမရှိဘူးဖုန်းတွေရဲ့ technology တွေကလည်းမရှိဘူးဆိုတော့စာပဲစာပဲစာပဲပေါ့နော်ဆိုတော့မကတော့ technology တိုးတက်လာတာနဲ့အမျှဒီ trend တွေနောက်ကိုလိုက်တာလည်းကောင်းပါတယ်ဒါပေမဲ့ဟိုကိုယ့်ရဲ့ဘာသာရဲ့အရာရောပေါ့နော်ဟို မဘာစာဗမာစကားကိုတော့လုံးဝမပြစ်ပဲပဲနဲ့စာဖတ်ဖို့တော့အားပေးချင်တယ်ပေါ့။ဆိုတော့အင်္ဂလိပ်စာတွေကိုဖတ်ဖို့ဆိုရင်ဗမာစာတွေကိုလည်းအရင်ဖတ်ဖို့လိုပါတယ်ပေါ့နော်။ဆိုတော့တခြားဘာသာစကားတွေနဲ့ရေးထားတဲ့စာအုပ်တွေဖတ်တဲ့သလိုကိုမြန်မာစာစာအုပ်တွေပေါ့နော်။ဖတ်ပါ။သုဒ္ဓရတဆောင်းအောင်ဖတ်ပါ။သုဒ္ဓကလည်းဘဟုသုဒ္ဓကျွဲဝါဖို့အတွက်လိုအပ်တယ်လို့ရတာလည်းနှလုံးသားလှဖို့အတွက်အရန်အရေးကြီးပါတယ်။လူဆိုတာတော်ယုံတက်ယုံနဲ့မပြီးပဲနဲ့ကောင်းဖို့ တ်ဝန်းကျင်အတွက်လူကောင်းတယောက်ဖြစ်ဖို့အရန်ရေးကြီးရမှာအဲ့အတွက်ကြောင့်မလို့အလိုအဆောင်ကတော့နှလုံးသားပါဘူးအဲ့တော့အုံနောက်ကိုရင်ဖွံ့ဖြိုးဖို့မလိုပဲနဲ့ဟိုမလုံလောက်ပဲပေါ့နော်အုံနောက်ကိုပဲဟိုဖွံ့ဖြိုးဖို့မလုံလောက်ပဲနဲ့နှလုံးသားလည်းတကယ်ကိုပြေဝဖို့လိုပါတယ်လို့အဲ့အတွက်ကြောင့်မလို့နှလုံးသားလေးတွေနှွံ့ရမှုတိမ်မွေးဖို့အလှပေးတော့ဆိုရင်စာမျက်များဖတ်ပါလို့မှာတော့ချက်ပေးချင်ပါ YM 76ပါတယ်ရပါမယ်ဒီပါရပါ နှလုံးသားလှတဲ့လူတွေများလာလေးလေးလောကကြီးကတရားလေးလေးပေါ့နော်။အဲကြောင့်လဲဆိုနှလုံးသားလှတဲ့သူတွေရပဲ။ဟိုတကယ်ကောင်းမွေလေးလက်ဆင့်ကမ်းမှာဆိုတော့လေ မကတော့ပို့ပို့ပြီးတော့လောကကြီးရာကောင်းမှုအတွက်ဆိုရင်နှလုံးသားလှတဲ့လူတွေပို့ပြီးတော့များဖို့အရေးကြီးတယ်လို့မကတော့မြင်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ရင်းမဲ့ကိုလည်းမအများကြီးဆုတောင်းပေးရပါတော့။အခုလိုမျိုးတိုင်းပြည်အတွက်ဟိုတကယ်ဟိုလိုအပ်နေတဲ့ platform တစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ခုနှစ်ပြည့်ရနေပါတော့။နောက်နှစ်ပေါင်းများစွာတိုင်းအောင်မြင်ပါစေလို့မဆုတောင်းပေးတယ်။ကျေးဇူးအများကြီးတင်ပါတယ်နော်။